အသက်ကြီးပေမဲ့ပြန်စည်းသေးဘူးဆိုတာကို sorry လေးရဲ့ shipment စုကို200သိဆက်ယူပြီးပြသလိုက်တဲ့ပုံကြီးပိတ်သမားလုံးဝမင်းလာများမန်ချက်တာဖော်ဆောင်ကနေအားလုံးကိုပြန်လဲကြိုလိုက်ပါတယ်အသက်၄၀ကျော်နေပြီဆိုပေမဲ့ဂေါကြီးရနယ်တို့ကတော့သူပါလုံးနိုင်သေးတယ်ဆိုတာကိုအလုံးနဲ့ပဲတက်တည်ပြထားခဲ့ပါတယ်။အသက်၄၀ကျော်ရွယ်ဆိုတာတချို့ကစားမားတွေနီးပြလုံးနေကြပြီဆိုပေမဲ့ဂေါကြီးကတော့အခုချိန်ထိသွင်းကိုနေပျော်မွေ့နေသေးဖြစ်ပါတယ်။ 2024-25ဘောလုံးရာသီရဲ့ Sorry Pro League ကိုသွင်းအများဆုံးကစားမစုကိုရခဲ့တာကတော့တခြားသူမဟုတ်ပါဘူး NSR တင်းရဲ့အတိုင်းစင်မိုရဲလိုပဲဖြစ်ပါတယ်။ရဲလိုကတော့ Sorry Pro League ရဲ့ကိုသွင်းအများဆုံးကစားမစုဖြစ်တဲ့ရှင်မင်းစုကိုတွင်းကို25ခုနဲ့ရရှိသွားခဲ့တာပါ။ရဲလိုကတော့ Sorry Pro League ရဲ့ခြေဝင်းတိုင်းစင်မိုတွေဖြစ်တဲ့ဘန်စီမာ Ivan Tony တို့ကိုကြော်ဖြတ်ပြီးတော့ဒီစုကိုရရှိသွားခဲ့တာပါ။ဒီစုကတော့ရက်ဒိုအတွက်ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူးပြီးခဲ့တဲ့ရာသီကလည်းရက်ဒိုကပဲကိုသွင်းအများဆုံးရှင်မင်းစုကိုတွင်းကို35ခုနဲ့ရရှိထားခဲ့ပါတယ် ဆော်ရီလေးဆိုပေမဲ့ကဘာကျော်တိုက်စစ်မိုးလေးလည်းရှိတဲ့ဒီလေးမှာရေဒိုကပဲ200ဒီဆက်တိုက်ကိုသိန်းများအဆုံးကစားမှဖြစ်ခဲ့တာပါရေဒိုရဲ့အနစာအသင်းကတော့ဒီရာဒီဆော်ရီဘရိုလေးမှာအဆင့်300နေရာမှာသာရပ်တည်ထားနိုင်ခဲ့ပါတယ်ရေဒိုတောင်ကိုသိန်းများအဆုံးကစားမှဖြစ်ခဲ့ပေမဲ့အနစာအသင်းနဲ့အတူဆော်ရီဘရိုလေးချန်ပီယံဆုကိုလည်းချော်ခဲ့သလိုအာရှချန်ပီယံလေးမှာလည်းဆီမီဖိုင်နယ်အဆင့်ကနေပဲလှည့်ပြန်ခဲ့ရတာပါကလန်သင်းနဲ့ဆူပလာမရခဲ့ပေမဲ့ရေဒိုရဲ့တူးချင်းစွမ်းဆောင်တွေကတော့တော်တော်လေးကိုကောင်းမွန်ခဲ့တာပါအသက်40ကျော်နေပြီဆိုပေမဲ့သူ့အနေနဲ့လုံနိုင်စွမ်းအပြည့်ရှိသေးကြောင်းဂုတ်ကြီးကပြသထားနိုင်ခဲ့ပါတယ် ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေစိတ်ဝင်စားဖို့ရအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်ချိုလိုက်ရပါတယ်ခင်ဗျာ